ရဲချင်းရဲလို့ရတယ်။မင်းဘာဖြစ်နေရလဲ။မင်းဘာဖြစ်ချင်နေရလဲ။မောင်မီဖျားဖြစ်ချင်။အဲ့လိုမျိုးတော့တွေးဖို့တော့မရှိပါဘူး။မရှိပါဘူး။ကိုယ်ပဲရဲချင်းရဲလာ။နော်။တရားဝင်မရဖြစ်ဖို့ပါလို့ပါ။ဒီမောက်ရဆရာတင်လိုက်စမ်းပါ။ percentage ကတော့များပါစီပေါ့။အဲ့လိုမျိုးရဲတင်းတဲ့အမျိုးသမီးကြီးလည်းအပြင်မှာရှိကောင်းလည်းရှိနိုင်တယ်။အဲ့လိုမျိုးရဲတင်းတဲ့ယောက်ျားတွေဆိုတော့လည်းအများကြီးရှိပါတယ်။ဒီအပေါ်မှာဘယ်လိုမျိုးထိန်းချုပ်ရမလဲဆိုတဲ့ဟာကို ကျွန်တော်တို့ဒီထဲမှာပြလာတာဒီနေ့စားလဲအမမေးခေတော်ကခေါ်ရခုဟာဒိတ်ကဲပိုးရဲ့သူ့ရဲ့ item ကလည်းအရင်ကောင်းလို့ကဒါအပြင်မှာဆိုလို့ရှိရင်ဒါယောက်ျားတစ်ယောက်ကိုမြူစေတဲ့ခါမှာဟိုဘယ်လိုမျိုးက weakness ဖြစ်နိုင်လဲဆိုတဲ့အရာတွေကတော့ဒါရုပ်ရှင်ကြည့်လိုက်လို့ဒါပေါ်ပေါ်လေးပြီးသွားတာဒါပေမဲ့တကယ်တကယ်အပြင်မှာယောက်ျားတစ်ယောက်ကဒီလိုမျိုးအချင်းအချက်နဲ့ရင်ဆိုင်နေရပြီဆိုလို့ရှိရင်တော်တော်လေးတော့ယုံထွက်ဖို့တော့အမှန်တရားအတိုင်းအမှန်တရားတိုင်းယုံထွက်ဖို့ဆိုလို့ရှိရင်ခက်ခဲတဲ့အပိုင်းတွေအများကြီးရှိတယ်။ကာအိမ်တော်ကြီးဖောက်ပြန်တဲ့ကာမဟုတ်ပါဘူး။အိမ်တော်ကြီးဖောက်ပြန်မှုဘယ်လိုမျိုး ထိမ့်သိမ်းရမလဲဆိုတဲ့ဟာမျိုးကိုပြလာတဲ့အခါလေးဖြစ်ပါတယ်။ဒီမောင်ပြပြရကားလေးကတော့ဒါအဓိကဒါကျွန်တော်တို့ဒါယတနာဘူနောက်ပြီးတော့မတ်ယူတနာတင်ဒါသူတို့နှစ်ယောက်ရဲ့ထိတ်တက်တွေ့ဆုံမှုစက်တစ်ခုပါပဲ။အဲဒီထဲမှာကျွန်တော်ကနေပြီးတော့ဒါ OTD ရဲ့ပင်သားတက်လက်အနေနဲ့ဒါကျွန်တော်တို့ဒါကိုညီကောင်မောင်နှမတွေချစ်ချင်းဒါဝင်ရောက်ပြီးတော့ကြာရစရုပ်ကနေပြီးတော့ဝိုင်းဝန်းပြီးတော့ရှိုက်ကူကြတဲ့ဇက်ကားဆိုလို့ရှိရင်မမအူပေါ့ ဆိုတဲ့ခါကျတော့ဒီဇာကားလေးမှာကျွန်တော်ဒီတာမောင်းဆိုတဲ့ character နေပြီးတော့ပါဝင်ပြီးတော့ဒီကိုဆောင်ထားပါတယ်ပြိတ္တနှစ်သက်မဲ့ဇာကားတကားဖြစ်နိုင်မယ်လို့လည်းယုံကြည်ပါတယ်ကျွန်တော် character တော့ဒီထဲမှာတော့ဒါ UU AA ပါပဲ UU AA ဆိုတာဒါလူငယ်တစ်ယောက်ပဲအဲဒါမဲ့ခုနပြောသလိုကိုကို main ကလေးတစ်ယောက်ပဲကိုချစ်တယ်ဒါမဲ့မလူလာတဲ့လက်စားချေမှုတွေဖြစ်လာတဲ့ခါကျတော့ဒါအမားကြီးဖြစ်ကုန်နော်ဒါသင်ငန်းစာပညာပေးကားဆိုလို့ရှိရင်လည်းဒါမှန်တယ်ပေါ့ဟုတ်တရိုင်းမှာ ဒါရံဖြစ်တဲ့ဆင်းနေဒါစကားအခြေတင်ဖြစ်တဲ့ဆင်းနေမှာဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့ order order hitter တွေကိုဒါ short ချထားပြီးတော့အပြင်မှာတကယ်စကားပြောလို့ရှိရင် ဖြစ်တတ်တဲ့ဒါပုံတံလေးနဲ့ကျွန်တော်တို့ထိန်းညှိပြီးတော့ထူးထူးခြားခြားအနေနဲ့ဒီရက်ဇက်ကောင်အဲ့လိုမျိုးလေးဖန်တီးထားတယ်ဒါအစင်တန်းကြီးကွာထားတဲ့နေရာမှာဒါအစင်တန်းဒါအဖြစ်ဒါနေကြတဲ့သူတွေသူတယောက်ကပုံတံတန်မျိုးမှာဘယ်လိုမျိုးတွေစကားတွေပြောဆိုကြလဲရိုင်းပြကြလဲ ါမဲ့စင်တန်း level တစ်ခုရှိတဲ့လူတွေအတိုင်းဝန်းနေကြတော့ဘယ်လိုမျိုးလေးစကားတွေပြောလေးကြားလေးအဲ့ဒါလေးတွေကိုတခြားလေး character ကို develop လုပ်ထားကြတာပေါ့ဒီထဲမှာမတူတာကတော့အဓိကကတော့ main လေးတယောက်နဲ့ဒါစကားများရှန်ဖြစ်တဲ့အခါမျိုးမှာဒါယောက်ျားလေးဘက်က short တင်နေဆိုရဲ message လေးတွေပေးထားတယ် main လေးတယောက်ပေါ်မှာကိုထစ်လက်ရောက်ပြုတ်လုပ်တာမျိုးတွေမရှိတဲ့ပုံအောင်ပုံတရံမျိုးကျွန်တော်တို့ဖန်တီးထားတယ် ဒါယောက်ျားလေးနဲ့မိန်းကလေးစကားများတဲ့အခါယောက်ျားလေးဘက်ကပဲရှော့ပြီးတော့မလူလာအပ်တဲ့ကြံစည်တာတွေမဖြစ်အောင်လို့အဲ့လိုမျိုးပုံသဏ္ဍာန်လေးတွေကျွန်တော်တို့ကအဓိက message ပေးထားတာပေါ့နော်အဓိကကယောက်ျားလေးနဲ့မိန်းကလေးတယောက်ရံဖြစ်တဲ့အခါမျိုးကြလို့ရှိရင်ဒါလက်ပါခြေပါနဲ့အော်ဒါဟိတာဆဲဆိုတာတွေကိုကျွန်တော်တို့လည်းရှေ့မှာအများကြီးများကြီးကျွန်တော်အပါဝင်အများကြီးရက်ခဲ့ပြီးပြီဆိုတဲ့ခါကျတော့ကျွန်တော်အနေနဲ့ဒါပြိသက်ကဒီလိုမျိုးမဖြစ်စေချင်ဘူးဆိုတဲ့ခါမှာဒီလိုမျိုးစကားများတွေရံဖြစ်တယ်ဆိုပေမဲ့လည်းဒါအမှန်တရားကိုရှာဖွေတဲ့နေရာမှာပို့ပြီးတော့ကောင်းမွန်တဲ့နီလန်းနဲ့ အသုံးပြုတဲ့နေနဲ့ဟာမျိုးတွေကျွန်တော်အကောင်းဆုံး message လောက်ထားပြီးပါတယ်ဟုတ်ကျွန်တော်လက်ပါချေပါလေးကျွန်တော်အဲ့လိုမျိုး main ကလေးပုံမှန်မှာမဟုတ်ဘူးတက်ရွက်တစ်ခုရလာတဲ့အပေါ်မှာယောက်ျားလေးချင်းချင်းနဲ့ကျွန်တော်အဲ့လိုမျိုးမရှိဘူးဒါမကောင်းတဲ့အရာပေါ့နော်ဆိုတဲ့အခါကျတော့ဒါ main ကလေးပုံမှန်တော့လက်ပါချေပါတော့တခါမှတော့ကျွန်တော်အဲ့လိုမျိုးတော့မလုပ်ခဲ့ဘူးပါဘူးဒါပေမဲ့စကားများတာမျိုးတော့ရှိတာပေါ့နော်အဲ့ဒီမှာမှတဖြည်းဖြည်းပြင်ပြီးတော့စကားများတဲ့အခါမှာလည်း ဒါပို့ပြီးတော့အေးအေးဆေးဆေးဖြစ်ရင်တော့ပိုကောင်းတာပေါ့အဲ့လိုမျိုးပုံစံတိုင်းကိုဖြစ်အောင်လို့စူးစမ်းနေပါအဓိကတော့ယောက်ျားတစ်ယောက်က main ကလေးတစ်ယောက်ကိုဒါလက်ထပ်လိုက်ပြီဆိုလို့ရှိရင်တော့ချိန်တည်တယ်ဒါဒါဆင်းရဲရဲချမ်းသာတာဒါမိဖုရားမြောက်တာပဲပေါ့နော်ဆိုတော့မိဖုရားမြောက်တယ်ဆိုလို့ရှိရင်မိဖုရားတစ်ယောက်ကအပေါ်မှာပိအက်ကမဲ့အဆောင်ရောင်ကြီးရှိပါတယ်ဒီဒီအတွက်ကြောင့်မို့လို့ဒါယောက်ျားတစ်ယောက်ကမိန်းမတစ်ယောက်မိဖုရားမြောက်တော့မယ်ဆိုလို့ရှိရင်တမိုးထားပြီးတော့မိဖုရားမြောက်စေခြင်းလည်းပေါ့အဓိကဒီ message ပါပဲတမိုးထားမိဖုရားမြောက်တယ်ဆိုတာ တံပိုးထားတင်တယ်ပေါ့မိန်းလေးတယောက်ကိုလက်ထပ်လိုက်ပြီးဆိုရဲဒါကုပ္ပဝါထဲမှာသူ့ထားဒါမိပြားမြောက်သွားပြီးတော့ဒါသူ့စိတ်စိတ်ချမ်းသာအောင်ပဲပေါ့ပြုလုပ်ပြရအောင်ပါလေဆိုတော့တစ်ဖက်နဲ့တစ်ဖက်ညှိနှိုင်းယူနေတဲ့ဒီလိုပုံစံတမျိုးပဲပေါ့နော်မိပြားဆိုတဲ့စကားလုံးလေးနဲ့တင်စားရတာပေါ့ဒီစကားလည်းအမတန်မှဒါဒါကိုစားပြုခံရတဲ့မိန်းကလေးမှလည်းအမတန်မှတံပိုးရှိပြီးတော့ဒါမိပြားမြောက်တယ်တဲ့စကားလုံးလေးကအရင်ကလှပပါတယ်ဆိုတော့ကျွန်တော်ရဲ့ကျွန်တော်ရဲ့ဘဝအတိုင်းမှာကျွန်တော်ရဲ့မိပြားကတော့ တချင်ညကျွန်တော်တို့လည်းရှိလာပါတယ်ဆိုတော့လက်ရှိမှာလည်းကိုယ့်မိဖုရားတွေကိုတံမိုးထတ်တဲ့ဖို့အတွက်ကျွန်တော်ဒီကားလေးရရိုက်ကူးထားတာပေါ့ဒီမောင်ရဲရတနာဘိုးရဲ့စကားလေးလေမောင်ရဲချင်းရဲလို့ရတယ်ဆိုတဲ့စကားလုံးမှာပထမပိုင်းကတော့သူနဲ့ကျွန်တော်နဲ့အဲ့လိုထန်ရှင်ရှိတယ်သူ့အနေနဲ့ဒါတေးဥဆောင်ရတာအခက်ခဲရှိတဲ့ပိုင်းတွေရှိတယ်ဘာဖြစ်ဆိုတော့အဝတ်စားဝတ်ထားတာလည်းအာနည်းနည်းလေးအသားပေးအသားအသားရောင်ဖော်ပြမှုများတယ်ဆိုတော့အဝတ်စားတစ်ခုဝတ်ဆင်ထားတဲ့အပေါ်မှာသူနဲ့ကျွန်တော်လက်ဘုံတဏီတေးဥဆောင်ရတဲ့အခါမှာသူ့အနေနဲ့ထန်ရှင်ရှိတယ်အဲ့ကြတော့ကျွန်တော်က တငယ်ချင်းလောက်ဒီအခန်းကအရန်အရေးကြီးတယ်အဲ့မောင်ရဲချင်းရဲလို့ရတယ်စပင်လေးဖွာပြီးတော့အဲ့လိုလှဲချခိုင်းလိုက်တာလည်းကျွန်တော်ပဲအဲ့လိုမျိုးပဲလှဲချလိုက်ဆိုပြီးတော့ကျွန်တော်ကလည်းသူနဲ့စကားပြောတဲ့အချိန်မှာအဲ့ရပေါ်မှာမှောက်ကက်လျက်ပြောမယ်ဆိုပြီးတော့အဲ့လိုလေးနှစ်ယောက်ညှိနှိုင်းပြီးတော့အဲ့ဒါလေးပြိတ္တသဘောကျသွားလို့လည်းထင်ပါတယ်ဒီကျွန်တော်တို့ကားထဲမှာရန်ရဲဆွဲဆိုင်ပြတာကြီးလည်းမပါပါဘူး ဇက်ကက်သဘောတရားရတော့အဲ့လိုမျိုးလေးတော့ရှိတာပေါ့ဆိုတော့ဒါမက်မဲမင်းမောင်ရဲ့ style အစ်စ်တစ်မျိုးတွေ့ရမှာပေါ့နော်ပြီးတော့ဒါယတနာဖို့ပြိတ်သက်တည်တယ်ဆိုလို့ရှိရင်လည်းဒါအများကြီးပဲဒါ comment တွေမှာကျွန်တော်တွေ့ရရဲ့ပြီးတော့ Matthew ရဲ့ canvas မှာ Matthew ရဲ့ပြိတ်သက်တည်လည်းအများကြီးတွေ့ရတယ်ဆိုတော့ခါကြတော့ ဒါကျွန်တော်ဒီကားကိုထုတ်လုပ်တဲ့အော်ဒီရီရဲ့ family member တယောက်အနေနဲ့အမှန်တမ်းကုန်ယူမိပါတယ်ဟုတ်ချိန်နဲ့ပါတယ်ဒါဒါဒါကျွန်တော်ကျွန်တော်ကိုကျွန်တော်မန်နတ်တိုင်တက်ပြီးပြောတာမဟုတ်ပါဘူးဒါပိုပိုရဲ့သူ့ရဲ့ item ကလည်းအရင်ကောင်းလို့ပါဒါအပြင်မှာဆိုလို့ရှိရင်ဒါယောက်ျားတယောက်ကိုမှုဆဲတဲ့ခါမှာဟိုဘယ်လိုမျိုးက weakness ဖြစ်နိုင်လဲဆိုတဲ့အရာတွေကတော့ဒါရုပ်ရှင်ကြည့်လိုက်လို့ဒါပေါ်ပေါ်လေးပြီးသွားတာဒါပေမဲ့တကယ်တကယ်အပြင်မှာယောက်ျားတယောက်ကဒီလိုမျိုးအချင်းအချက်နဲ့ရင်ဆိုင်နေရပြီဆိုလို့ရှိရင်တော်တော်လေးတော့ယုံထွက်ဖို့တော့အမှန်တရားအတိုင်းအမှန်တရားအတိုင်းယုံထွက်ဖို့ဆိုလို့ရှိရင်ခက်ခဲတဲ့အပိုင်းကြီးအများကြီးရှိတယ်မိန်းကလေးတယောက်ကိုအခန်းထဲမှာ မမြင်ကြရမှာဖြစ်တယ်ဆိုတော့ခါကျဖောက်ပြန်ခြင်းရဲ့စိတ်ကတော့ဟိုရှိတဲ့သူတွေမှာရှိကြတယ်ဆိုတာဒီစိတ်ကိုယောက်ျားတစ်ယောက်ကဘယ်လိုတန်မှုရှိအောင်ထိန်းလဲဆိုတော့ဒီထဲမှာအများကြီးပြပါတယ်ဒါပေမဲ့ထိန်းပင်မဲ့လည်းဒါဟိုကိုကရွေးလိုက်တဲ့အခါမှာဟိုဘက်ကကိုယ့်ရဲ့အားနည်းချက်ဖြစ်သွားပြီးတော့ဘယ်လိုတရားဥပဒေရေးရရင်လည်းရင်ဆိုင်ရလဲဆိုတော့ဟာမျိုးကိုကျွန်တော်ဒီထဲမှာအများကြီးထည့်သွင်းပြထားတယ်ဆိုတဲ့ခါကျတော့ဒီကားလေးကိုလာရောက်ကြည့်ရှုရဆိုလို့ရှိရင်ကိုယ့်ရဲ့တာမှုရတဲ့တာယောက်ကြီးတာယောက်ကြလေးဘယ်လိုထိန်းသိမ်းရမလဲကိုယ့်ရဲ့မောင်နှမရှိရဘယ်လိုထိန်းသိမ်းရမလဲဆိုတော့အများကြီးတွေ့ပါပါလိမ့်မယ် အဲ့လိုမျိုးတော့တွေးဖို့တော့မရှိပါဘူးမရှိပါဘူးကိုပဲရဲချင်းချင်းရဲလာပါနော်ကျွန်တော်ကအဲ့အခန်းလေးတော့သဘောကျတယ်ဒါအဓိကကတော့ဒါအဲ့လိုမျိုးရဲတင်းတဲ့အမျိုးသမီးလည်းပြင်မှာရှိကောင်းလည်းရှိနိုင်တယ်အဲ့လိုမျိုးရဲတင်းတဲ့ယောက်ျားလေးဆိုတော့လည်းအများကြီးရှိပါတယ်ဒီအပေါ်မှာဘယ်လိုမျိုးထိန်းချုပ်ရမလဲဆိုတာဟာကိုကျွန်တော်တို့ဒီထဲမှာပြလာတာကျွန်တော်ဒီကအိမ်တော်ကြီးဖောက်ပြန်တဲ့ကောင်မဟုတ်ပါဘူးအိမ်တော်ကြီးဖောက်ပြန်မှုဘယ်လိုမျိုး ထိမ့်သိမ်းရမလဲဆိုတဲ့ဟာမျိုးကိုပြလာတဲ့ကားလေးဖြစ်ပါတယ်။ကားလေးကိုလည်းတ िश ူပေးကြပါအောင်။ဒါပရိသတ်တွေအနေနဲ့လည်းဒါမတူတဲ့အိမ်တော်ကြီးကားမျိုးကိုတွေ့မြင်ရမှာပါလို့ပြောချင်ပါခင်ဗျ။